ပါရှင်တွင်ကုန်လမ်းမှာ Huawei GT6 series အသစ်ရောက်နေရဆိုလို့ဝိုင်းလာကြည့်ကြည့်တာပေါ့နော် Huawei က Global Number 1အရောင်းအဆုံးဖြစ်တဲ့အတွက်ဒီတစ်ခေါက် series အသစ်မှာရောဘာတွေထူးခြားသွားလဲဆိုတာကိုတို့တို့ကြည့်လိုက်ကြရအောင်နော် accessory မှာဆိုရင် Yoyo GT6 model က main glow ဝက်ယောက်ျားလေးဝက်ဆိုပြီးတော့ size 2မျိုးနဲ့ထုတ်ပေးထားတယ်။နောက်ပြီး Huawei ဝက် GT6 Pro ဆိုပြီးတော့ထွက်ထားတယ်ပေါ့နော်။ဒီထဲမှာမှာဝိုင်းက main glow ရဲ့အတွက်ဖြစ်တဲ့ Huawei ဝက် GT6 4.1mm အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာဆိုလို့ရှိရင် slick and rounded design ဖြစ်ပြီးရောလက်မှာပတ်ထားတဲ့ကောင်မှာလည်း comfort ဖြစ်ပြီးရော luxury sandals ရဲ့ vibe မျိုးပုံရရတယ်။နောက်တန့်လေးနဲ့ချင်းနေတဲ့ပုံစံမျိုးပေါ့နော်။ bay quality ပိုင်းမှာဆိုရင် IP69 water resistant နဲ့ stainless steel frame ကိုသုံးထားတဲ့အတွက်ကြောင့်မလို့အကြမ်းလန်းခံတယ်၊ရေဆိုခံတယ်။ဝိုင်းလုံးလုံးလက်သေးတဲ့သူတွေအတွက်ဆိုရင်လည်းဘေးမှာ carbon နေဘန်းနဲ့ pivoting look legs ပါတဲ့အတွက်ကြောင့်မလို့အဆင်ပြေပြေနဲ့လက်မှာ fit ဖြစ်တယ်။အယောင်လေးနဲ့ကလည်း purple black white ဆိုပြီးရောတောင်းရွေးချက်လို့ရတယ်။ 1.3 inches AMOLED display နဲ့ pit brightness 300 nits ရှိတဲ့အတွက်ကြောင့်မလို့နေရာအောက်မှာတုံးကြည့်တဲ့အခါမှာလည်း screen မမြင်ရတာမျိုးတွေအလေးမိန်နေရမျိုးတွေမရှိတာကတော်တော်လေးကိုအဆင်ပြေတယ်။ battery ပိုင်းမှာဆိုရင်အရင် GT5 ထက်ကိုပိုပြီးအားခံလာတာမျိုးကိုတွေ့ရတယ်ပေါ့နော်။ GT6 မှာဆိုရင်နှစ်ပတ်နေပါလောက်ကိုအားခံတယ်။ watch face တွေနေနဲ့ကလည်းကိုယ့်ရဲ့ video တွေကိုပါထားလို့ရတာက feature အသစ်ဖြစ်ပြီးတော့အခြား faces 2000ကျော်ကိုလည်း free စိတ်ကြိတ် download ဆွဲပြီးတော့သုံးလို့ရအောင်မယ်။ emotional well-being မှာဆိုလို့ရှိရင်အကောင့်သစ်စုစုပေါင်း6000လောက်ပ ါဝင်လာပြီးတော့ကိုယ့်ရဲ့ emotion ကို10မိနစ်တခါ update ပြုလုပ်ပေးမှာဖြစ်ပါတယ်။ Huawei ရဲ့ True Set Technology နဲ့ Assist 12မျိုးထိကိုပါတိုက်တာပေးနိုင်တယ်။ Smartwatch လုံးမှာအရေးပါတယ် Bluetooth calling တွေအပြင်ကိုမှ smartphone ကိုလည်း support ပေးထားတယ်။အခု 3G ရသလောက်က notification တွေ delay ဖြစ်နေတာမျိုးလည်းမရှိဘူး။ဘေး memory က 64GB ပါတဲ့အတွက်ကြောင့်မလို့ကိုယ့် phone ထဲက content တွေတခြင်းတွေကိုနိုင်ရဲထည့်ထားပြီးတော့နိုင်ရဲကတစ်ဆင့်မဲ့တခြင်းတွေနားထောင်တာတွေဖုန်းခေါ်တာမျိုးတွေလုံးလို့ရတာကသဘောကျစရာကောင်းတယ်။ connection ဘိုင်းမှာဆိုရင်ကိုယ့်ရဲ့ phone ထဲမှာ Huawei က် application ထည့်ထားပြီးရော Android ရော iOS တွေရောအလွယ်တကူချိတ်ဆက်အသုံးပြုလို့ရပါတယ်။အချာဖက်ရှင်တွေဖြစ်တဲ့ GPS တွေအားကစားတွေကိုယ့်ရဲ့ heart rate နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုပို့ပြီး detail ကြကြ record လုပ်ပေးနိုင်တာမျိုးကိုတွေ့ရတယ်။ workout fashion တွေဖြစ်တဲ့စပိန်စီးတာ၊ပြေးတာ၊ရေကူးတာစတဲ့ sport mode တွေအချာ outdoor activity တွေအပြင်ကိုမှ indoor မှာပဲကျင်းဆော့တာတွေ၊ယောဂကျင့်တာတွေအတွက်ဆိုလို့ရှိရင်လည်း sport mode မောင်းတရာကျော်ကိုယ့်ရဲ့အိမ်မှာပဲ workout လုပ်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်း fitness course 200ကျော်ကို free ရရှိနိုင်မှာဖြစ်ပါတယ်။ ဘိုက်ကလေးလုံးတဲ့နေရာမှာအသုံးပြုတယ်ဘိုက်ကွန်ပျူတာတစ်လုံးလုံးမျိုးကိုတုံးလုံးရတယ်ကိုယ့်ရဲ့ heart rate တွေကိုကြည့်လို့ရတဲ့အပြင်ကမှအခြားဆိုက်ကလေးအတွက်လိုအပ်တဲ့ equipment တွေကိုထပ်ဝယ်စရာမလိုဘဲနဲ့ကိုဒီ night တုံးထဲမှာအကုန်လုံးထည့်ပေးထားတဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုမိုက်သွားတယ်ကိုကြားစိတ်လေတက်တာဝရတယ်ပေါ့နော် outdoor tracking တွေမှာလည်းပုံပြီးတိကျစေတဲ့ sunflower position နဲ့2.0ကိုတုံးမိထားတဲ့အတွက်ကြောင့်မလို့ပုံမတိကျတဲ့ GPS route တွေကိုရရှိနိုင်မှာဖြစ်ပါတယ် နောက်ထပ်သဘောကျစရာကောင်းတဲ့အချက်က 4G detection 2.0ပါတဲ့အတွက်ကြောင့်မို့လို့ကိုယ်ကတနေရရမှာလဲကျသွားတာဖြစ်ဖြစ်ပြုတ်ကျသွားတာဖြစ်ဖြစ်ကိုယ့်ရဲ့နိုင်ရည်ကနေ emergency call ခေါင်းလားဆိုတဲ့ notification တက်လာမယ်။အဲ့ဒါကလူငယ်တွေတက်တောင်မဟုတ်ဘဲနဲ့လူကြီးအတွက်ကိုလည်းတော်တော်လေးအသုံးဝင်တဲ့ fashion လို့ပြောလို့ရတယ်။ ကြည်တော့ပြောင်းလဲမှု update အသစ်သစ်တွေနဲ့နောက်ဆုံးမှ trending design ဖြစ်တဲ့အပြင်ကိုမှကိုယ့်ရဲ့ daily အစစ်ဆက်လိုပါတုံးလို့ရမယ်။ Huawei Watch GT 6ကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့တက်ကွန်လန်းကိုအရောက်လာခဲ့လိုက်တော့နော်။ပြီးတော့အခုချိန်မှာဝယ်ယူထားမယ်ဆိုရင် Huawei ရဲ့ special edition gift တွေကိုပါရရှိအောင်မှာဆိုတော့အခုပဲမြင်မြင်လာခဲ့လိုက်တော့နော်။